self project တမားရဲ့အရေးကြီးတဲ့ဟာက don't keep your thoughts just inside your head express yourself to yourself for yourself နောက်တစ်ခုက don't let others people decide for you a self project တမားရဲ့ကျွန်မပေးချင်တဲ့ tips က don't keep your thoughts just in your head express yourself တကယ်လို့ကိုက express လုပ်ရတာစကားပြောနေတဲ့အချိန်မှာကိုကနားထောင်မဲ့သူမရှိရင်ကိုဘာသာကို recording လုပ်အဲ့ဒီ recording ကိုနားထောင်ကြည့်ကြည့်သင်သိလာလိမ့်မယ် try ကြည့်ကြည့်ပါ သို့မဟုတ်ရင်လည်းတငယ်ချင်းတယောက်ကိုတကယ်ယုံွားတဲ့တငယ်ချင်းတယောက်ကိုကိုစကားပြောရင်ပုံမွင်လင်းလင်းပြောလို့ရတယ်ကိုအတွက်ဆုံးဖြတ်ချက်ချပြီးတော့ကိုကို judge လုပ်တာမဟုတ်ဘဲနဲ့ကိုပြောတဲ့စကားပေါ်မှာပဲ reflect လုပ်ပြီးတဲ့တငယ်ချင်းကိုရှာအဲ့ဒီတငယ်ချင်းကအဲနဲ့စကားပြောကြည့်လိုက်ရင်တည်လာလိမ့်မယ် overthinking မဖြစ်ဘဲနဲ့ express လုပ်ပါ express ဆိုတာကသင်ရဲ့အဓိကသင်ရဲ့အတွေးတွေကိုသာ express လို့ express လို့ express လို့တာနဲ့အမြသင်ဟာဘယ်ဟာကိုဆုံးဖြတ်ချက်ချရမလဲဆိုတာကိုသိလာတဲ့အချိန်တစ်ခုရောက်လာပါလိမ့်မယ်။ခက်ခဲနေတဲ့အချိန်မှာဘဝကိုတရချင်းစီပဲနေထိုင်မှာမထင်မှတ်ထားတဲ့အပြောင်းလဲတွေကြောင့်မလို့ဘဝရဲ့တိုးတက်မှုတွေပိတ်သွားတယ်။နာဂအတွက် season တွေပြတ်ပြဲသွားတယ်ဆိုရင်တော့မှပဲအဲ့ဒီအချိန်မှာဘဝကိုတရချင်းစီပဲနေထိုင်မှာအာငါဒီအချိန်လေးကနေရုံထွက်အောင်လုပ်ရမယ်ဆိုပြီး trap out တွေကိုအချိန်ပြည့်လိုက်ရှာတဲ့အခါမှာကျမတို့ မေ့သွားတာကကျမတို့ရဲ့ root တွေဟာမတည်မငြိမ်ဖြစ်သွားတယ် root chakra ဟာမခိုင်မမြဲဖြစ်သွားတယ် root chakra တည်မြဲလာတာနဲ့အမျှကျမတို့စိတ်တွေငြိမ်လာတယ်စိတ်ငြိမ်လာရတာနဲ့အမျှကိုအတွက်ဒီထွက်ပေါက်ကနေဘလို့ယုံထွက်ရမလဲဆိုရယ်လမ်းကြောင်းတွေကသူ့အလိုလိုပေါ်လာပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အချိန်ပြည့်ကြီးယုံထွက်ဖို့အတွက်လမ်းကြောင်းတွေလိုက်ရှာလာတဲ့အခါမှာဒီပြဿနာကနေနောက်ပြဿနာကိုကူးသွားတယ်လို့ဖြစ်သွားတယ်ဒီထွက်ပေါက်ကနေဒါနောက်ထပ်နေရာကိုရောက်သွားတာဒါပေမဲ့ပြဿနာကတော့တူတူပဲဖြစ်သွားတယ်ဒါကြောင့်မလို့ တချို့တွေအတွက်ဘဝကတိုးတက်အောင်လုပ်ရမယ့်အချိန်တွေရှိသလိုတချို့တွေအတွက်ကြတော့ရောက်နေတဲ့နေရာလေးမှာအရင်ဦးဆုံးနေသားချအောင်လုပ်ရမယ့်အချိန်တွေရှိပါတယ်အချိန်မြဲကြီးဘဝကိုထိုးထက်အောင်လုပ်နေစရာလည်းမလိုပါဘူးငငယ်တော့ကတော့မှကျမတို့ကြောင်းသွားရတဲ့အချိန်တွေရှိတယ်ကစားရတဲ့အချိန်တွေရှိတယ်တငယ်ချင်းတွေနဲ့တွေ့ရတဲ့အချိန်တွေရှိတယ်ဒီလိုပဲ သက်ကြီးလာတဲ့အခါမှာလည်းတိုးတက်အောင်လုပ်ရမယ့်အချိန်တွေရှိတယ်လို့ရောက်နေတဲ့နေရာလေးမှာနေသားကြအောင်လုပ်ရမယ့်အချိန်တွေရှိပါတယ်။ဒါကြောင့်မလို့လဲကျမရဲ့ Align and Achieve Master Class မှာသင်ပုံစံလေးအတိုင်းဘဝကိုတိုးတက်အောင်ပျော်ပျော်ရွှင်ရွှင်နဲ့တိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ပေးထားပါတယ်။